ဗုဒ္ဓနုတ္တိကမ္မထံကအတိတမေတ္တာကမ္မထံကအတိတဖြစ်ပါတယ်တပည့်တော်တို့အများစုယောဂီတွေကို သင်ပေးတဲ့စနစ်ကတော့မေတ္တာ ကမ္မထံသို့မဟုတ်ကရုဏာကမ္မထံသို့မဟုတ်မုဒိတာကမ္မထံသို့မဟုတ်ဥပက္ခကမ္မထံခေါ်တဲ့ပြမဇုတရား၄ပါးတို့ကိုအောအောမြင်းမြင်းသို့မဟုတ်ပြမဇုတရားတစ်ခုခုကို အောမြင်မြင်ဇန်ဆိုင်သည့်အထိရှုပွဲနိုင်တဲ့ပုဂ္ဂိုလ်ကိုဗုဒ္ဓံတို့တိကမ္မထံပြောင်းသင်ပေးရင်လွယ်ကူတာတွေ့ရပါတယ်နော်ဒီတော့ဒီမေတ္တာကမ္မထံရှုခွင့်နဲ့ပတ်သက်လို့တပည့်တော်နည်းနည်းလေးထပ်မှန်ပြီးလျှောက်ထားခြင်းပါတယ်မေတ္တာကမ္မထံကသူ့ရဲ့စည်းကမ်းလေးကဇန်တမာတိကို အလိုရှိတယ်ဆိုရင်အတ္တပိယမစ္ဆတဝေရီခေါ်တဲ့ ဒီပုဂ္ဂိုလ်၄ဦးတို့မှာအပိုင်းအခြားကင်းသွားအောင်ရှုရပါတယ်။အဲဒီတော့ဒီပုဂ္ဂိုလ်၄ဦးကိုအပိုင်းခြားကင်းအောင်ရှုတဲ့အပိုင်းမှာမိမိကိုယ်ကိုအာယုံယူပြီးမေတ္တာရှုခဲ့ရင်တော့ဇံမဆိုင်ဘူး။သို့တော်ဒီမတံပေဒခေါ်တဲ့အပိုင်းအခြားကင်းသွားနိုင်ရေးအတွက်သာဥဒေပီရှုခြင်းဖြစ်တယ်။ ကိုကျင်းစာတရားတွေပေါ်ပေါက်လာရေးအတွက်သာဥတည်ပြီးရှုခြင်းဖြစ်တယ်။မေတ္တာဇံကိုအလိုရှိခဲ့ရင်တော့ပြီးရခေါ်တဲ့ရှိခင်နဲ့ပုဂ္ဂိုလ်ကိုစပြီးရှုရမှာဖြစ်တယ်။အဲ့တော့ဒီရှိခင်နဲ့ပုဂ္ဂိုလ်ကိုရွေးချယ်တဲ့အပိုင်းမှာလဲပြီးရဂရုဘာဝနိယလေးစားတိုက်တဲ့ရှိခင်မြတ်နှုတ်အပ်တဲ့လိန်တူပုဂ္ဂိုလ်ကိုရှုစွာအာယုပီရှုရအဖားတယ် အတိမိယအလွန်ချစ်နေတဲ့ပုဂ္ဂိုလ်တွေကိုတော့ရှေးဥစွာမရှုပါနဲ့ရှုခဲ့ရင်တို့နဲ့ပတ်သက်တဲ့သောကတရားအစရှိတဲ့ကိလေသာအငြိမ့်ကြီးတွေကဝင်ရောက်နှောက်ယှက်တတ်တဲ့အတွေ့တမာတိပြပြသွားနိုင်ခြင်းကြောင့်အလွန်ချစ်ခင်နေတဲ့ပုဂ္ဂိုလ်တွေကိုတော့ခေါင်းဆုံးစမရှုပါနဲ့နောက်တော့ရှုလို့ရပါတယ်။အဲဒီတော့အဲ့ဒီလိုရှုတဲ့အပိုင်းမှာချစ်ခင်ကြီးညိုလေးစားတဲ့ဆရာသမားကဲ့သို့သောသူတော်ကောင်းတူဦးကိုမိမိကလှမ်းအာယုံယူပြီးတော့ အယံတပုရိသောအဝိရောဟောတုအပြပိသောဟောတုအနိကောဟောတုဒုခိအတ္တနံပရိဟရတုဒီလိုမေတ္တာပို့တာနီလေးနီးဖြင့်ရှုပွန်းကြည့်တယ်ရှုပွန်းပြီးတဲ့အခါဒီလေးနီးတဲ့ကမိမိနှိမ့်ချတဲ့တဏီကိုရွေးချယ်ရတယ်ဥပမာအယံတပုရိသော အပြပိသောဟောတုဣန္ဒြဂုံတိစိတ်စင်းရဲ့ကင်းပါစေဆိုတဲ့ မေတ္တာပွားနည်းစနစ်ကိုမိမိကနှိမ့်ချခဲ့ရင်ထိုသူတော်ကောင်းရဲ့စိတ်ဆင်းရဲကင်းပြီးတော့ပြုံးရွှင်နေတဲ့ပုံလေးကိုမိမိကလှမ်းပြီးအာယုံယူရမှာဖြစ်တယ်။တချိန်ကဒီသူတော်ကောင်းကို မိမိကတွေ့ရှိခဲ့ဘူးတဲ့။ထိုသူတော်ကောင်းရဲ့ပြုံးရွှင်နေတဲ့အပြုံးတက်ကလေးဖြင့်ကြည်နူးနေတာကိုကြည့်ပြီးမိမိကလည်းအလွန်ပီတိဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီရှင်သမားပုံလေးကိုမြင်အောင်လှမ်းပြီးအာယုံယူပြီးတော့ရှုရတယ်။အဲ့ဒီလိုရှုလိုက်တဲ့အခါမှာ ရှုနေရင်ရှုနေရင်တည်းဆရာသမားပုံကပျောက်သွားပြန်ပြီတခါပြန်ပြီးတော့ပေါ်အောင်မိမိကကြိုးစားရတယ်တခါပြန်ရှုလိုက်ပြန်ပျောက်သွားပြန်အဲ့ဒီလိုတွေကချိန်ဖန်များစွာဖြစ်တတ်တဲ့အတွေ့မြန်သောအဖြစ်မေတ္တာသုတ်တမလာတဲ့ယဟန်900တို့ရဲ့ထုံးကိုယူပြီးတော့တပည့်တော်ပထမကတိုင်းတစ်ခုခုသို့မဟုတ်ကတိုင်း10ပါးလုံးကိုသင်ပေးပါတယ်မေတ္တာသုတ်တမလာရှိတဲ့ယန်းတော်900က ရှင်ဥစွာဘုရားရှင်ထာမကမ္မထံတရားတွေသင်ယူကြပါတယ်ရှင်ယခင်ဘုရားရှင်လက်ထက်တော်ကနေဆင့်သက်လာတဲ့ယဉ်ကျေးမှုတစ်ခုကတော့ဒီသမထကမ္မထံ40တဲ့ကမိမိနှိမ့်ချိုက်တဲ့ကမ္မထံတစ်ခုခုကိုပါရိဟာရိယကမ္မထံလက်သုံးကမ္မထံအဖြစ်နဲ့အထုတ်ခွင့်ရှိပါတယ်သို့တော်သဗ္ဗတကကမ္မထံသို့မဟုတ်စတုရာတက်ကကမ္မထံခေါ်တဲ့ မေတ္တာကမ္မထံဗုဒ္ဓနုဒ္ဓရိကမ္မထံမရဏနုဒ္ဓရိကမ္မထံအတုပကမ္မထံဆိုတဲ့ဒီကမ္မထံ၄ခုကတော့ မသိမနေရကမ္မထံတွေဖြစ်ပါတယ်ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းပွားများရမယ်ဒီတော့ဒီမေတ္တာသုဒ္ဓမှာလာရှိတော်မူတဲ့ယဟန်တော်900တို့ကဘုရားရှင်ထံမှကမ္မထံတွေသင်ယူပြီးသူတို့ကကတိုင်း7ပါးတမပတ်7ပါးဆိုတဲ့ कदाई गमठन ने गो पारी हा, हरी हा, कम गमठन अभिने शुभ ने भोगे अभ्यदे मेढा गमठ बौध नौद्री गमठ मरना नौद्री गमठ अदुब गमठ ने गोर यंखा जोजा जोजा अठौजा भारे अरिलो कदाई ने गो विभादनाये अछे गरग झ अभ्य तमारी ठूर बीर विभादना नेरे गो गुलाइरा ဥရိယဗျာညံပိုင်းအထိရောက်ရှိနေကြပြီဖြစ်တယ်ထိုချိန်ကမှသူတို့ဟိမဝန္တတောတခုကို တောဥတခုကိုကြွပြီးတော့ရွေးချယ်ပြီးတရားအထုတ်လိုက်တဲ့အခါအလုံးကြံမှုတဲ့အတိုင်းဝါဆိုရင်တော့ဒီပုဂ္ဂိုလ်တွေပြန်ကြွကြလိမ့်မယ်လို့မျှော်လင့်ချက်ဖြင့်နတ်တွေကသူတို့ဘုံဘိမ္မာတွေကနေဆင်းပြီးတော့မြေပြင်မှာသူတို့ရဲ့တန်းငယ်သမီးငယ်တွေလက်ဆွဲပြီးတော့လမ်းလျှောက်ပြီးနေထိုင်ကြရတယ်သို့သော် ဝါဆိုတဲ့အချိန်အထိဒီကရောဏီကပြန်မကြွတော့နတ်ကြီးကကြောက်လန့်အောင်ညအခါမှာ၆လန့်တဲ့အတွက်အလုံးတမာတိဒီအသင့်အတ်ပြပြတဲအတွကောင့်ဒီနောတော့တို့မသင့်တော်ဘူးထင်တယ်ဆိုပြီးတော့ဘုရားရှင်ထံပြန်သွားပြီးတော့သင့်တော်တဲ့နေရာတစ်ခုကိုမင်းများလျှောက်ထားကြပါတယ်ဘုရားရှင်ကလည်းထိုပုဂ္ဂိုလ်ဒီထိုဝါတွင်မှတရားရနိုင်မဲ့နေရာကိုလမ်းမျောပြီးညံတော်မြတ်ဖြင့်ကြည့်ရှုတော်မူလိုက်တဲ့အခါထိုနေရာမှတရားအထုတ်ပါမှ ထိုယဟန်900တို့သည်ထိုဝါဒင်းမှာအရတ္တဖို့ကိုတည်ကြလိမ့်မယ်အခြားအခြားသောနေရာတွေမှာသွားပြီးတရားအထုတ်ကြမယ်ဆိုရင်ထိုယဟန်တော်900တို့ဟာအရတ္တဖို့မတည်နိုင်ဘူးဆိုတာမြင်တော်မူတဲ့အတွက်မေတ္တာသုတ်တံကရဏိယမေတ္တာသုတ်တံလို့ခေါ်ဆိုအပ်တဲ့ဒီမေတ္တာသုတ်တံကိုဘုရားရှင်ကဟောကြားပေးတော်မူပါတယ်အဲ့ဒီလိုဟောကြားပေးတော်မူတာကဥဒိစ္စနှစ်ခုရှိတယ် ပရိအယံတလုံးဟာရွတ်ဖတ်ပူဇော်ဖို့ရန်လဲဥတီချက်တစ်ခုရှိတယ်။ဒီမေတ္တာသုတ်တံမှာလာရှိသည့်ဤစနစ်အတိုင်းမေတ္တာဇံကိုဝိပဿနာဉာဏ်ရဲ့အခြေပါရကဇံအဖြစ်တမာတိထူထောင်ပြီးတော့ဝိပဿနာဘာဝနာကမ္မထံကိုစနစ်တကျပွားများအထုဖို့ရန်အတွက်ညွှန်ကြားတော်မူလိုရင်းလဲဖြစ်ပါတယ်။အဲ့ဒီညွှန်ကြားချက်ကိုဥထေရပန်းစင်ပြီးတော့ ကတိုင်းနေကိုပါရိဟာရိယကမ္မထံလက်သုံးသွားလျက်လက်လျက်အမြဲဆောင်နေတဲ့ပါရိဟာပါရိဟာရိယကမ္မထံအဖြစ်မှရုပ်သိမ်းပြီးတော့မေတ္တာကမ္မထံကိုပါရိဟာရိယကမ္မထံအဖြစ်ပြောင်းပြီးတော့သူတို့အထောက်ကြတယ်ကတိုင်းဇန်နေကိုအခြေခံပြီးမှမေတ္တာဘာဝနာကမ္မထံကိုရှုပွားတဲ့အတွက်ကြောင့်သူတို့ရဲ့မေတ္တာဘာဝနာစွမ်းအားသည်အလွန်ကြီးမားသွားပါတယ် အဲ့ဒီထုံးကိုနှလုံးမူပြီးတော့တပည့်တော်တို့မြတ်တော်အဖြစ်ယောဂီပုဂ္ဂိုလ်တရခမများများကိုတော့ရှေးဥစွာကတိုင်း၁၀ဘာကိုဖြစ်စေသို့မဟုတ်အောက်ထေဆုံးဩဒဒကတိုင်းအဖြူရောကတိုင်းကိုပဲဖြစ်စေအ ਨੇ ဆုံးပမာဏအဖြစ်သရုတ်ဒဇံတမာတိစိုက်သည့်အထိသင်ပေးလိုက်ပါတယ်သရုတ်ဒဇံတမာတိကြောင့်လေးအောင်ကြီးစွန့်အင်းနေအကောင်းလာတဲ့အခါ မိမိကြီးညိုလေးစားနေတဲ့ဆရာသမားတဦးကိုလှမ်းပြီးတော့အလင်းရောင်အကူအညီဖြင့်ထိုးဆိုင်ကြည့်လိုက်တဲ့အခါထိုးဆန်သမားရဲ့ရုပ်ပုံလွှသည်ညံနဲ့မှဆလိုက်မီနဲ့ထိုးထားသလိုလက်နိတံမီနဲ့ထိုးထားသလိုထင်းထင်းရှားရှားကြီးမြင်တွေ့နေရပါတယ်။ရှင်ရှင်သောသရုဒ္ဒဇာသမားဒီရဲ့အာကြီးသောမိယာဥပနိတ္တပစ္ဆယတ္တိဖြင့်ကျေသူပြုပေးမှုအရှိန်အဝါကိုဆက်ခံထားရတဲ့နောက်နောက်သောမေတ္တာဘာဝနာကမ္မထံသည်လင်းလင်းမြန်းမြန်းအောင်မြင်သွားတယ် တထိုင်အတွင်းမှာပဲမေတ္တာပထမဇန်ဒုတိယဇန်တတိယဇန်ဒီကို ရှုလို့ရသွားကြပါတယ်အဲ့ဒီထုံးကိုနှလုံးမူပြီးတော့တပည့်တော်တို့များသောအဖြစ်တော့ကတိုင်းဒီကို အခြေခံပြီးတော့မေတ္တာကမ္မထံစီပံဘုံကိုသင်ပေးပါတယ်တတိယဇန်လောက်အထိဆိုင်ပြီးဆိုင်ရင်မလုပ်ရမလဲသူတတိယဇန်ကိုယောဂီပုဂ္ဂိုလ်ကထိုင်တိုင်းထိုင်တိုင်းပြန်ပြီးတော့တမာတိထူထောင်ရတယ် မေတ္တာတတ္တိယသမ္မထပြီးတော့ယုတ်ကိုရှိဥစွာသိသိရှုပွားခြင်းနဲ့ဆိုရင်ဓကမထံကိုပြန်ရှုရတယ်။ဓကမထံကိုရှုလိုက်တဲ့အချိန်ခါမှာဓာကြီးလျာဘာကိုဥတည်ပြီးတော့တမာတိထူထောင်လိုက်ရင်ခန္ဓာကိုယ်ကို ရေကဲတုံးဖန်တုံးမှန်တုံးလို့ကြည်နေတဲ့အကြည်တက်အတုံးခဲဖြစ်သွားတွေ့တယ်။ဘာဖြစ်လို့ရေကဲတုံးဖန်တုံးမှန်တုံးလို့ကြည်နေတဲ့အကြည်တက်အတုံးခဲကြီးကိုသွားတွေ့ရသလဲဆိုတော့ ယုံလောကမှာဘုရားရှင်ကသက္ကုပတ္တာဒမျက်စိအကြည်သောတာပတ္တာဒနာအကြည်ခန္ဓာပတ္တာဒနာအကြည်ဇိဝပတ္တာဒလျှာအကြည်ကာယပတ္တာဒကိုအကြည်ဆိုပြီးအကြည်ရောက်ငါးခုဟောကြားထားတော်မူခဲ့ပါတယ်ထိုအကြည်ရောက်ပတ္တာဒရောက်ငါးခုထဲမှာကာယပတ္တာဒကတကလပြပြီးတကုလုံးမှာအနှံပြရှိပါတယ် လက်နဲ့သွားစမ်းပြီးထိကြည့်ဘယ်နေရာမှာဆိုထိတာကိုသိတဲ့နေရာတိုင်းမှာဒီကာယအကြည်တတ်တွေကရှိနေ။အဲဒီလိုရှိနေတဲ့အချိန်ခါကျတော့ယောဂီပုဂ္ဂိုလ်ကခုလိုတက္ကမထံလမ်းစဉ်မှဓာကြီးလေးပါးကိုအာယုယူပြီးတမာတိကိုထူထောင်လိုက်တဲ့အခါဒီကိုလုံးကိုရေကဲတုံးဖန်တုံးမှန်တုံးလို့အကြည်တတ်အတုံးခက်ကြီးအဖြစ်ရှေးဥစွာသွားတွေ့တယ်။ဘာဖြစ်လို့လဲ။ညာကသိပြီးမထည့်သိတဲ့အဲ့အတွက်ကလတ်တွေကိုမြင်နိုင်တဲ့စွမ်းအားကမရှိသေးဘူး။ ဲ့တော့ဒီအကြည်တ်ဆိုတာကဘာတွေလဲလို့မင်းရင်လဲဝိသုဒ္ဓိမဲ့အထက်ကရာကပတ္တာရူပံဆိုတဲ့သကလုံးရဲ့အဓိပ္ပာယ်ကိုရှင်းလင်းထားပါတယ်ဒီရှင်းလင်းချက်ကလေးကတပည့်တို့နောင်လာနောင်သားတွေအတွက်လက်တွေ့ကမ္မဋ္ဌာန်းတရားကိုအထောက်တဲ့အခါမှာအလွန်အဖို့တန်တဲ့ရှင်းလင်းချက်ကလေးဖြစ်တဲ့စာတစ်ကြောင်းပဲမများပါဘူးဘယ်လိုရှင်းထားလဲသက္ခာတိပိစဝိတံ ရူပတိနံဂဟဏပစ္စယဘာဝေနအာဒတတလံဝိယဝိပတနာတပတာဒရူပံဆိုပြီးဒီလိုရှင်းထားတယ်။သက္ကုအကြည်ဓာတ်ကိုအမိပြုပြီးသက္ကုဝိညာဉ်ဖြစ်တယ်။သက္ကုဝိညာဉ်စိတ်ကယူပယုံကိုလှမ်းပြီးတော့အာယုံယူတယ်။သောတအကြည်ဓာတ်နာအကြည်ဓာတ်ကိုအမိပြုပြီးတော့သောတဝိညာဉ်စိတ်ကဖြစ်တယ်။သောတဝိညာဉ်စိတ်ကအတန်တတ္ထာယုံကိုလှမ်းပြီးတော့အာယုံယူတယ်။ ခန္ဓာအကြည်ဓာတ်နာအကြည်ဓာတ်ကိုအမိပြုပြီးတော့ခန္ဓာဝိညာဉ်စိတ်ကဖြစ်တယ်။ထိုခန္ဓာဝိညာဉ်စိတ်ကအနတ်ခန္ဓာယုံကိုလှမ်းပြီးအာယုံယူတယ်။လျှာအကြည်ဓာတ်ဇေဝအကြည်ဓာတ်ကိုအမိပြုပြီးတော့ဇေဝဝိညာဉ်စိတ်ကဖြစ်တယ်။ထိုဇေဝဝိညာဉ်စိတ်ကအယတာရတ္တယုံကိုလှမ်းပြီးတော့အာယုံယူတယ်။ကိုယ်အကြည်ဓာတ်ကို အမိပြုပြီးတော့ကာယဝိညာဉ်စိတ်ကဖြစ်တဲ့ထိုကာယဝိညာဉ်စိတ်ကပထဝီသို့မဟုတ်အာဘောသို့မဟုတ်တေဇောလို့ခေါ်ဆိုအပ်တဲ့ဖုဒ္ဓဘဓာတ်ဖုဒ္ဓဘအာယုံကိုနှံ့အာယုံယူပါတယ်အဲ့ဒီလိုဆံရဆံရအတိစိတ်ဝိညာဉ်တို့ရဲ့မိယာအဖြစ်ဖြစ်နေတ္တယပစ္စယမိယာနေတ္တယပစ္စယတတ္တိဖြင့်ကျေစုပြုတ်ပြီးတော့ကျေစုပြုတ်ပေးပြီးတော့ ဆင်ရဆင်ရယူပယုံစတဲ့အာယုန်တွေကိုလှမ်းအယူတတ်တဲ့အာဓာတတလံဝိယဝိပဒနာတာကျင်းမုံမှန်အပြင်လိုကြီးနေတဲ့အတွက်ကြောင့်သူတို့ကိုပတ္တရယုတ်လို့ဘုရားရှင်ကနမပေးထားတော်မူခြင်းဖြစ်တယ်ဆိုပြီးရှင်းထားတယ်ဓကမထံလမ်းစဉ်ကနေစနစ်တကျအခုလိုရှုလိုက်တဲ့အခါမှာဒီကနခေါ်တဲ့ယုတ်တုံးယုတ်ခဲတွေကိုညာနဲ့မဖြိုခွဲနိုင်မီ အတုံးလိုက်အခဲလိုက်အကြည်တက်ကြီးကိုအတုံးလိုက်အခဲလိုက်သွားတွေ့ချင်းဖြစ်တယ်ထိုချင်းခံမျိုးမှုကိုရည်ရွယ်တော်မူပြီးတော့ဘုရားရှင်ကမဟာရာဟုလောဘရတုတ်တန်ဆတဲ့ထိုတို့တုတ်တန်နေမှာဓာတ်၆ပါးကမ္မထံဟောတဲ့အခါပထဝီတ္တအဘောဓာတိဇောဓာဝေယောဓာခေါ်တဲ့ဓာတ်ကြီး၄ပါးကိုဟောတော်မူပြီးတဲ့နောက်အာကန္တဓာတ်ကိုဆက်လက်ပြီးမြင်အောင်ရှုဖို့ရန်ဟောကြားထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။အဲဒီတော့ဒီအာကန္တဆိုတာကဒီနေရာမှာပရိစိဏာကာတပရိစေတာကာတ ယုတ်ကလတခုနဲ့ယုတ်ကလတခုရောရှင်းမတော်ပိုင်းချပေးတဲ့ယုတ်ကလတို့ရဲ့နေချမ်းဒေတာလေးဖြစ်ပါတယ်။ထိုနေချမ်းဒေတာအာကန္တတက်ကိုမြည်အောင်အရှုခိုင်းခြင်းသည်မဟာရဝလောဘရတုတ်တံအထကရာမြတ်ကဘုရားရှင်သည်လက္ခဏာဟာရနိတိနိဖြင့်ရင်းကဲ့သို့ဟောကြားတော်တော်မူခြင်းဖြစ်ကြောင်းညွှန်ကြားထားတော်မူပါれ။ဆိုလိုတာကတော့အာကန္တတ်ရှင်ရင်ထဲမှာ ဥပဒါယုတ်24မျိုးလုံးကိုစူပေါင်းပြီးဘုရားရှင်ကဟောကြားသွားတော်မူခြင်းဖြစ်တဲ့ဒါကအဖွင့်တစ်မျိုးနောက်အဖွင့်တစ်မျိုးကတော့ဒီဥပဒါယုတ်တွေကိုသိသိတဲ့အခါမှာအကတ္တတကိုမြင်အောင်ရှုနိုင်ရင်လွယ်ကူတဲ့ဤစနစ်ကိုလည်းသိစေခြင်းနဲ့အတွက်ဘုရားရှင်ကအကတ္တတကိုရှုဝတ်ဖို့ရညွှန်ကြားတော်မူခြင်းဖြစ်ကြောင်းရှင်းပြထားပါတယ်။ဒါကြောင့်ဒီအကတ္တတကိုမြင်အောင်ရှုလိုက်တဲ့ဒီပြင်တဲ့ကလအမှုန်လေးတွေတွေ့ပါတယ်နော်။ အဲ့ဒီကလတ်အမှုံလေးတွေတွေ့ပြီဆိုရင်ကလတ်တကုတ်တကုတ်မှတည်ရှိနေတဲ့ယုတ်ပရမတရားတွေကို တက်ခွက်ပြီးညံနဲ့မြင်အောင်ဆိုင်ပြီးရှုရပါတယ်ယုတ်ပရမတရားတွေကိုသိပြီးတော့မှအနန္တရားကိုပြောင်းရှုတဲ့အခါမှာယောဂီပုဂ္ဂိုလ်ကသမထဘိုင်းမှာတဲ့ကဇန်တရားတွေကိုရှုတဲ့အပိုင်းမှာပရမဇန်အခိုက်မှာဖြစ်ပေါ်နေတဲ့ ဝိတဝိသရပိတိဒုက္ခဧကခရခေါ်တဲ့ဇာယကငါးပါးကိုရှုတတ်တဲ့အလေးချင်းရှိနေတယ်။ဒုတိယဇံအခိုက်မှာဖြစ်ပေါ်နေတဲ့စရုပ်ကနီးအဖြစ်ပိတိဒုက္ခဧကခရခေါ်တဲ့ဇာယက၃ပါးကိုလည်းရှုတတ်ပြီးဖြစ်တယ်။တတိယဇံအခိုက်မှာဖြစ်နေတဲ့ဒုက္ခဧကခရခေါ်တဲ့ဇာယက၂ပါးကိုလည်းရှုတတ်ပြီးဖြစ်တော့နံကမထံရှုခွင့်နဲ့ပတ်သက်လို့အတွေ့အကြုံရှိနေတဲ့အတွေ့ဒီဇဏ္ဏတရားတွေကိုလှမ်းရှုတဲ့အခါ ခဏကပြောသလိုတိမ်မွေးတဲ့ဝေဒနာပဲဖြစ်ဖြစ်ကြမ်းတက်တဲ့ဝေဒနာပဲဖြစ်ဖြစ်ဒီဝေဒနာတစ်ခုတည်းစုရတာမဟုတ်ပါဘူးယန္တဝေဒနာပကတာဟောတိသောနာကေဝလံဝေဒနာဝဩပိစတိဒါယတတ္တိတတိဝရမဏံဖုဒ္ဓမနောဖတ်တော်ပိဩပိစတိသင်္သရဏမန္တာတညာပိစေရိယမန္တာစေရဏပိဝိဇန္နမန္တဝိညာဏံပိဩပိစတိတိဖတ်တပိစမေကေယေဝပရိက္ခဏာတိစသည်ဖြင့် မဟာသတိပ္ပဏသုတ်တံကိုဖွင့်ဆိုတော်မူကြတဲ့အထက်ကရာမြတ်ကကြက်ကြန်တဲ့ရှင်းထားပါတယ်။ဖတ်တာဝေဒနာတင်ညာစေနာဝิญဉ်ခေါ်တဲ့ဖတ်တာမိစမကတရားဥဆောင်နေတဲ့နန္တရားအလုံးကိုပဲရှုပွားသိသိရမှာဖြစ်ပါတယ်နော်။ဒါကနီးစနစ်ဖြစ်တယ်။အဲ့ဒါကြောင့်ဒီဝေဒနာလေးတခုတည်းရှိုံနဲ့လည်းဘာမှမဖြစ်ပါဘူး။ဘွယ်လောက်ကလေးသိုံနဲ့လည်းဘာမှမဖြစ်ဘူး။ ဒီတော့ဝိပဿနာကိုကျင်နေဆိုရင်ယုတ်ပရမတရားကိုရှေးဥစွာဓကမထက်ကိုဥတီပြီးစနိတ္တကြရှုရတယ်။ပြီးဝေဒနာဥတီလျက်ပဲဖြစ်စေဖတ်တာကိုဥတီလျက်ပဲဖြစ်စေအတိစိတ်ဝိညာဉ်ကိုပဲဥတီလျက် ဖြစ်စေရှင်ဘက်စိတ်စိတ်တွေနဲ့တကွဒီနန္တရားတွေကိုဆက်လက်ပြီးရှုပွားသိသိရပါတယ်။အဲ့ဒီလိုသိသိပြီးတော့မှဒီယုတ်နံပရမတရားတို့ရဲ့အကြောင်းတရားတွေကိုတဆင့်တက်ပြီးရှာပွေသိသိရတယ်။ ပြီးတော့မှအကြောင်းတရားနဲ့တကွဒီယုံနာပရမတရားတို့ရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုလက္ခဏာရေးသုံးတန်းတင်းပြီးတော့ဆက်လက်ပြီးဝိပဿနာရှုအပ်ပါれဒါကမေတ္တာကမ္မထံလမ်းစဉ်ကနေဆက်လက်ပြီးဝိပဿနာကုခြင်းပြုလို့ရမယ်လုပ်ငန်းခွင် ဖြစ်ပါတယ်